ားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ DR YouTube Channel တို့ကလည်းကြိုဆိုပါရစေ။ တို့အာဆင်နယ်တင်းရဲ့ပတ်သက်တဲ့တည်ကြောင်းလေးတွေနည်းနည်းလောက်ဒီကနေ့မှာဆွေးနွေးသုံးသပ်ကြည့်အောင်ကျွန်တော်အာဆင်နယ်တင်းရဲ့ကစားသမားမာတင်အိုရီကရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါကစားသမားရဲ့ဒူးကောင်းမှာအနေငယ်ရောင်ရမ်းမှုတွေရှိနေပြီးတော့ဒီဒဏ်ရာအမြန်ဆုံးတတ်တာနိုင်မှုတွေအချိန်ဘလောက်ဆောင်ဆိုင်ရမယ်ဆိုတာကိုဒါအသိတောင်းဝင်ရှိသူတွေနဲ့ဈေးဖွဲ့တွေကဒါစကန်တွေအထက်ထက်ပြုတ်လုပြီးတော့ဒါဒီကစားသမားကိုစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားပါတယ်ဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့ရှေ့မှာလဲဒါပခုံးတန်ရနှစ်ချိန်ထိရရှိထားတာဖြစ်တဲ့တို့ ါဒါအာဆင်နယ်အသင်းရဲ့တောင်းဝန်ရှိသူတွေနဲ့ဈေးအဖွဲ့တွေကဒီကစားသမားကိုကြက်ကြက်မမတ်ဒါဘယ်လိုပြောမလဲစိတ်ကူးတမှုတွေပြုလုပ်ပြီးတော့ဒါအသေးစိတ်စောင့်ကြည့်လေးရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကပေါ်ပြထားပါတယ်နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်တို့ဒါ Jupiter အသင်းရဲ့ကိုယ်လေကစားသမားလေး Kane Redis နဲ့ပတ်သက်ပြီးတော့အာဆင်နယ်အသင်းကဒါရှိရဲ့ဒီမှာဆိုလို့ရှိရင်လည်းစိတ်ဝင်စားရတဲ့သတင်းတွေတောက်လျှောက်တက်နေပြီးတော့ကျွန်တော်တို့အာဆင်နယ်အသင်းကဒါဒီနေ့မှာတော့တက်လာတဲ့သတင်းတွေအရာဆိုလို့ရှိရင်အာဆင်နယ်အသင်းကဒါ Kane Redis အတွက်ပြောင်းရွှေ့ခြင်း ေးပေါင်43.4တန်းအပြည့်ပေါ်မှာဒါကျွန်တော်တို့ရဲ့တိုက်စင်မှုကာဘီရဲ့ဂျေဆုကိုလည်းဒါထည့်သွင်းပြီးတော့ကန်လန်းထားတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားပါတယ်ဒါဂျူပီတာအသင်းအနေနဲ့သူတို့ရဲ့ကစားသမားကိုပေါင်80 90ချ ဒါတက်မှတ်ထားတာဖြစ်တဲ့တော့ဒါအာဆင်နယ်အသင်းကဒါဆိုအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ကာဗီယာဂျေဆုကိုဒါပေါင်တန်း90တက်မှတ်ပြီးတော့ဒါဝေသားပြောင်းရွှေ့ဂျေပေါင်43တသမ4တန်းဆိုတဲ့ပြောင်းရွှေ့ဂျေနဲ့ဒါကန်လန်ထားတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားပါတယ်။နောက်တဲ့သတင်းတစ်ခုအနေနဲ့ဒါတောမတ်တူချေပြောထားတဲ့ဒါပူကာယိုဆာကာအကြောင်းမို့လို့ပူကာယိုဆာကာအနေနဲ့ဒါဘယ်လိုပြောမလဲအခုအသက်အရွယ်မှာသူ့အနေနဲ့ဒီလိုလောက်ပြလာနိုင်တာတွေကဒါအံ့ဩစရာမရှိဘဲနဲ့သူ့အနေနဲ့ ီးတက်ပို့ပြီးလုပ်ပြနိုင်ခြင်းကပဲသူ့ကိုအကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာပို့ပြီးတော့ပြိသက်တွေလက်ခံလာနိုင်မဲ့အကြောင်းပြချက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါသောမတ်တူချေကဒါဘယ်လိုပြောမလဲဟိုအင်တာဗျူးတစ်ခုမှဖြေထားတယ်ဗျာဒါပြောရမယ်ဆိုလို့ရှိရင်ဒါပိုကယိုဆာကာအနေနဲ့အသက်24နှစ်ပဲရှိသေးတယ်24နှစ်ဆိုတဲ့အတိုင်းတာတစ်ခုမှဒီလိုဘိုးလေးတွင်းပြီးတော့ဆောင်းရောင်းကောင်းနေပြသနေခြင်းကဒါအင်္ဂလန်အသင်းအတွက်ကောင်းတာတွေဖြစ်တဲ့ ဖြစ်တည်တိုင်အောင်ဒါတော့မတူချက်အနေနဲ့အားမရသေးဘူးဆိုတဲ့ဒါပုံစံမျိုးတွေအင်တာဗျူးမှာဖြေသွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရမယ်။ Okay နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒါအင်ကွင်းအမ်ရိတ်စတေဒီယံမို့လေဒါကျွန်တော်တို့ညီကိုတွေလည်းရှေ့ရက်ဒီမှာကြားပြီးပြီဖြစ်မှာပါ။ဒါကျွန်တော်တို့အမ်ရိတ်စတေဒီယံအနေနဲ့ဒါဒီထက်ပိုပြီးတိုးချဲဖို့ရှိတယ်။ဒါလူဦးရေစံဝင်မှုတွေပိုများသွားမယ်။ဒီတက်ချက်တွေမှုတွေကဒါကွင်းတစ်ကွင်းလုံးကိုဒါဖြူချဖြက်စီးပြီးတော့အသစ်ပြန်ဆောက်တာမျိုးမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အာဆင်နယ်နဲ့ပြည်သက်တွေ စိုးရိမ်နေတယ်လို့မျိုးအရင်လိုမျိုးပဲကစားသမားကောင်းတွေပြန်လဲရောင်းချပြီးတော့မှဒါအဲ့ရဝင်လာတဲ့အင်ခန်းနေလောက်ရမဲ့ပုံစံမျိုးတွေမျိုးမဟုတ်တော့ဘူးဒါအခုပုံစံဆိုလို့ရှိရင်ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီရှိတဲ့မူလပုံစံအတိုင်းကိုမှဒါဘယ်လိုပြောမလဲပြင်ဆင်မှုတွေအများကြီးထက်ထဲမယ်ပြီးခုံတန်းတွေအများကြီးထက်ထဲမယ်ဒါပြိတ္တဆန့်ဝင်မှုအားပိုများလာမယ်ဒါအခုဆိုလို့ရှိရင်လဲဒါကျွန်တော်တို့ ကျွန်တော်ကြားသိထားတဲ့တင်းတွေရဆိုရှင်ပေါ့လေကျွန်တော်တို့အာစနစ်အသင်းရဲ့လက်မှတ်ရောင်းချမှုအားကဒါတစ်နေ့တစ်နေ့ဒါပို့ပြီးတော့တိုးမြင့်လာတယ်တိုးတက်လာတယ်အဲ့ဒီအတွက်ကိုလည်းဒါအသင်းတော်ဝင်ရှိသူတွေကဒီကွင်းချက်တွေမှုအတွက်ကိုဒါစီစဉ်ထားလျက်ရှိပြီးတော့ဒီ သူဘယ်လိုပြောမလဲဒီလုပ်ငန်းတွေအတွက်ဒါအခုလိုလုံးမဲ့လုံဆောင်ချက်တွေအတွက်ခက်ခဲများစွာရှိတယ်ဆိုပြီးတော့ဒါအာဆင်နယ်နဲ့နှိစက်တဲ့သတင်းဌာနတချို့ကပေါ်ပြထားပါတယ်ဒါအခုကတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေပဲဖြစ်ပါတယ်ဒါကြော့ညူကိုရောဘယ်လိုထင်လဲဗျဘောမှာဝင်အောင်မချက်ပေးတော့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်